င်္ဂလာပါရှင်ရှဲကိုမီဒီယာကကြိုဆိုပါရစေဒီနေ့မှာတော့ပြည်သူတွေရဲ့စားသုံးသွားခွင့်အရေးနဲ့ဈေးကွက်တွင်တရားမျှတမှုရှိစေရေးအတွက်ဆောင်ရွက်ပေးနေတဲ့စားသုံးသူရေးအစည်းဌာနမှာတာဝန်ရှိသူတအုပ်နဲ့တွေ့ဆုံမေးမြန်းတဲ့အစီအစဉ်လေးကိုတင်ဆက်မှာဖြစ်ပါရစေပြည်သူတွေအနေနဲ့ဈေးဝယ်တဲ့အခါမှာဘယ်လိုအချက်အလက်တွေကိုအထူးသတိထားသင့်ပါကလေးဆရာကျွန်တော်တို့အဲ့ဒီမှာစားသုံးသူကကွယ်ရေးဥပဒေမှာပါတဲ့အခန်း၈ပုံမှန်၄၁အရာပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ဒါပြည်သူ ုံပစ္စည်းတစ်ခုဝယ်ယူသုံးဆွဲမယ်ဆိုရင်ဘပထမတစ်ချက်ကတော့ကုံကုံစီရဲ့စိတ်မတားပေါ့နော်။နောက်ပြီးလို့ရှိရင်ကုံစီရဲ့မျိုးမီအရွယ်စားအရည်အတွက်အတတင်ပမာဏပြီးလို့ကျွန်တော်တို့ဒီသားသူပုံနီလန်းသုံးဆွဲပုံနီလန်းနေဒါဒီကြည့်ရမယ်။နောက်ပြီးတော့မှကျွန်တော်ထုတ်လုပ်တဲ့ရက်ဆွဲကိုဆုံးတဲ့ရက်ဆွဲထုတ်လုပ်မှုအမှတ်စဉ်တွေကျွန်တော်တို့ကြည့်ရမယ်။နောက်တစ်ခုကကျွန်တော်တို့ထုတ်လုပ်တဲ့လိပ်စာတွေပေါ့နော်။ဒါဒီဖော်ပြလိပ်စာဖုန်းနံပါတ်တွေကြည့်ရ မယ်နောက်တစ်ခုကကိုယ်ဝယ်မဲ့ပစ္စည်းထဲမှာပါတဲ့ဒါကုန်ကျန်းပစ္စည်းအမျိုးအမည်ပေါ့နောက်ပြီးတော့ကပါဝင်တဲ့အရေးအတွက်တွေကိုကျွန်တော်တို့ကကြည့်ရမယ်အကြည့်ရမယ်နောက်တစ်ခုကကျွန်တော်တို့အဲ့မှာပါတဲ့ဒါဓမ္မထေကျောင်းဖော်ပြချက်တို့ဘီးထွက်ဆူကျူတို့အဲသုံးဘီးထွက်ဆူကျူပြီးရင်ကျူတင်တတိပိတ်ချက်ဒါတွေပေါ့ပေါ့တော့ဒါကြည့်ရမှာပေါ့နော်ဥပမာကျွန်တော်ကဟိုဆေးကိုဝယ်မယ်ဆိုရင်ခုနကတော့သားသူတင်းဆဲပို့ညွန်းနေအဲ့ဒါနီလန်းနေကျွန်တော်တို့ကကြည့်ရမှာပေါ့နော်အေးအဲ့ဒါလေးကြည့်ရမယ်နောက် ်ခုကဒီသက်ဆိုင်ရာဒီဌာနဆိုင်ရာတွေကအတိမပြုထားတဲ့ ထောက်ခံချက်သူမအဲ့ဒါကြီးအဓိကထားပြီးတော့မှကြည်ပြီးဝယ်တင်ပါတယ်ခင်ဗျဟုတ်ဟုတ်ကဲ့ပါရှင်စားသုံးသူအခွင့်အရေးဆိုင်ရာအသိပညာပေးဟောပြောပွဲများမကြာခဏပြုလုပ်လေးရှိပါသလားဆရာအော်ဟုတ်ကဲ့ပါခင်ဗျဒီစားသုံးသူကာကွယ်ရေးအသိပညာပေးဟောပွဲတွေကိုကျွန်တော်တို့ကဒီပေါ့ဟိုယာထချက်နဲ့အငီပေါ့နော်ဒါဟိုလုတ်ပါတယ်တော့မကြာခဏလည်းလုတ်ပါတယ်ပြီးလို့ကျွန်တော်တို့အဓိကသူအခြေခံပညာမူလတန်းကျောင်းအစတော့ကျွန်တော်တို့ကကျောင်းဖွင့်ချိန်ပါတော့နော်ဒါအခြေခံပညာကျောင်းအစဒီအထက်တန်းကျောင်းတွေပြီးကော လိတ်တွေပြီးတင်တန်းကြောင်းတွေပေါ့တင်တန်းကြောင်းတွေဆိုရင်ခုနဒီပေါ်ဒီတူနာပြူတာဟာတင်တန်းကြောင်းလို့အာကတိပန်တင်တန်းကြောင်းလို့ဒါတင်တန်းကြောင်းတွေနောက်တစ်ခုကျွန်တော်တက်ကတူကောလိတ်တက်ကတူတွေအထိဒါကျွန်တော်တို့ကြည်ကြဲပဲပြန်အာလုပ်ပါတယ်နောက်တစ်ခုကျွန်တော်တို့ဟိုဟာရှိပါတယ်ဌာနဆိုင်ရာတွေပေါ့နော်ဌာနဆိုင်ရာတွေမှာလည်းခုနကျွန်တော်ပြောတဲ့ရက်ွက်ကြီးရွာတွေမှာရက်ွက်ကြီးရွာတွေမှာလည်းဒါကျွန်တော်တို့အာလုပ်ပါတယ်ခင်ဗျဟုတ်ဆရာတို့ဌာနအနေနဲ့ရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတွေရှင်လဲရှင်းပြပေးပါအောင်ဆရာအာစိန်ခေါ်မှုအနေနဲ့ကတော့ခုနဒီပေါ့နော် ဒီစားသုံးသူကာကွယ်ရေးနဲ့ဟိုဒီစားသုံးသူဒီအနေနဲ့ပေါ့နော်ဒီကျွန်တော်တို့ကဘာပဲလုပ်လို့ပေါ့နော်ဒါကုန်ပစ္စည်းပဲဝယ်ဝယ်အခြားဘာပဲဝယ်ဝယ်ဒါဒီကိုကျွန်တော်တို့ကဒီဒီသူရဲ့သူနဲ့ပတ်သက်တဲ့အချက်လက်တွေကိုကျွန်တော်တို့ကကြည့်ရမယ်ဒါပေမဲ့လူတိုင်းကတော့အဲ့ဒီဟာဒီကိုတော့ကြည့်ရမှာကမျိုးပေါ့ကြည့်ရတဲ့အလေးထားကအားနည်းတယ်ပေါ့နော်ဒါတွေလည်းအားနည်းတယ်နောက်တစ်ခုကကျွန်တော်တို့ပေါ်တော့အတိပညာဘူးတူတာပေါ့အတိပညာဘူးတူတာအားနည်းတာလေအဲပါမယ်ပေါ့ ဟိုပါဟိုပါတာဗောနော်ဒါဒီကိုကျွန်တော်ဒါအဓိကအစင်ခေါ်မှုဗောဒီဒီဒီဟာတွေပါတယ်နောက်တစ်ခုကကျွန်တော်တော့ဝန်ဆောင်မှုဗောဒါဟိုဗောဟို ဌာနဆိုင်ရာဒီမှာဝကျွန်တော်တို့ဒီဘက်ကျွန်တော်ဒီအပြင်ပပုံလိကအတင်းဖွဲ့ဒီမှာပြည်စည်းဝိုင်းလုပ်ငန်းရှင်တွေမှာပဲများသောအဖြစ်စားသုံးသူပြည်သူတွေကိုဒါကျွန်တော်တို့ပေါ်တော့ဟိုဝန်ဆောင်မှုကောင်းကောင်းပေးရမယ်အဲကောင်းကောင်းပြောဆိုဆက်ဆံရမယ်ဆိုတာကိုဟိုမတိကြဘူးပေါ့နော်အဲ့ဒါကြောင့်မို့လို့တချို့ကိစ္စတွေမှာကျွန်တော်တို့ဒီစားသုံးသူကကွယ်ရေးနဲ့ပတ်သက်တဲ့ဟာတွေပါတာထိခိုက်မှုတွေများတာဒီရှိတာပေါ့နော်ဟုတ်ဟုတ်ကဲပါရှင်ဆရာ ပြည်သူများထံကိုပေးပို့လိုတဲ့အဓိကသတင်းစကားများရှိပါသလားရှင်ဆရာ။ဟိုပြည်သူများကိုကျွန်တော်တို့အဓိကပေးချင်တာ message ကတော့ဒါဒီစားသုံးသူတော့ဟိုစားသုံးသူကာကွယ်ရေးနဲ့ပတ်သက်ပြီးတော့မှတော့ပတ်သက်တဲ့ဟိုကိစ္စအမှန်တမျှကိုကျွန်တော်တို့ဒီစားသုံးသူရဦးစီးဌာနကိုဒါအချိန်မရွေးလာပြီးတော့မှဒါလာပြီးတော့မှဆက်သွယ်ပြီးတော့မှဒါဟိုတိုင်ပင်းစီချင်းနေပေါ့နော်။အနစ်နာဆုံးဆုံးမှုရှိခဲ့လို့ရှင်လေအချိန်မရွေးလာပြီးတော့မှတော့ပေါ့အတိုင်စီချင်းပါတယ်။တော့နင်းနာဆုံးဆုံးမှုမရှိအောင်လေကျွန်တော် တို့အတန်းတိုင်းဆုံးအကူညီပေးနေပါတယ်ဟုတ်ဟုတ်ကဲ့ပါရှင်ဆရာနောက်ဆုံးမိခွန်းအနေနဲ့ဒီ season ကိုကြည့်ရှုနေတဲ့ပရိသတ်တွေအတွက်အကြံပြုချက်လေးရှင်ပေးခဲ့ပါအောင်ရှင်ဆရာအာဒီ season ကိုကြည့်ရှုနေတဲ့ပရိသတ်တွေရဲ့ဆိုတာကလည်းဒါကျွန်တော်တို့အစားသုံးသူတွေပဲလေအဲ့တော့ဒီမှာဒီစားသုံးသူတွေအနေနဲ့ဒါစားသုံးသူအနေနဲ့ပြည်သူအနေနဲ့ပဲဖြစ်ဖြစ်စားသုံးသူအနေနဲ့ပဲဖြစ်ဖြစ်ပေါ့နော်ဒါအကြံပြုချင်တာကဒီကျွန်တော်တို့ဒီနိုင်ငံတော်ကနေထုတ်ပြန်ထားတဲ့ဒီစားသုံးသူကာကွယ်ရေးဥပဒေပါဒီအချက်လက်လေးတွေကို ိုအာလေးလာတိရှိအောင်လေးလာတိရှိဖို့အာဒါအကြံပြုချင်ပါတယ်နောက်တစ်ခုဒီစားသုံးသူပြည်သူတွေဒီဒါပြည်သူလူထုတွေအနေနဲ့ဒီကုံစင်နဲ့ဝန်ဆောင်မှုကိုဒါဝယ်ယူသုံးစွဲတဲ့အခါမှာနော်နင်းနာဆုံးချုံအာနင်းနာဆုံးချုံဖြစ်ပေါ်လာခဲ့လို့ရှိရင်ဒါကျွန်တော်တို့စားသုံးသူရေးရာဦးစီးဌာနကိုအချိန်မရွေးလာရောက်ပြီးတော့မှတိုင်ပင်အဆွေးနွေးတာတွေလုပ်နိုင်တယ်အကြံပေးတာလည်းလုပ်နိုင်ပဲအတိုင်ကြတာလည်းလုပ်နိုင်ပါတယ်လို့အကြံပြုရှင်ပါတယ်ခင်ဗျဟုတ်ဩ ဒီ customer တွေအတွက်စားသုံးသူတွေအတွက်ပြည်သူတွေအတွက်ကျွန်တော်တို့စားသုံးသူရောက်စီဌာနအနေနဲ့ဒါအမြဲတမ်းတကားဖွင့်ထားပါတယ်ဆိုတဲ့အကြောင်းဒါအဲပြောရှင်းပါတယ်ခင်ဗျဟုတ်ဟုတ်ကဲ့ပါရှင်ဆရာခုလိုဖြေကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်